ရုရှားပိုင်းရေနံတင်တင်ပေါ်တစီကိုပြင်သစ်စစ်သားတွေကကြားဖြတ်စီးနှင်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီရေနံတင်တင်ပေါ်ဟာပြင်သစ်နဲ့အနောက်မဟာမိတ်နိုင်ငံတွေကသတ်မှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေကိုချိုးဖောက်ပြီးရုရှားအတွက်ရေနံတဲယူပို့ဆောင်ပေးနေတဲ့ Shadow Fleet လို့ခေါ်တဲ့ရေနံတင်တင်ပေါ်အစုအဖွဲ့ရဲ့အစိတ်အပိုင်းလို့ယုံကြည်ရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Damas နိုင်ငံမှာအမျိုးမြင့်မသိ drone တချို့ဝင်ရောက်ပြန်တမ်းမှုကြောင့် ။လေစိတ်တွေပိတ်ခတ်ရတဲ့ဖြစ်ရနဲ့လည်းအဲ့ဒီသင်္ဘောကအဆက်နွယ်မှုရှိနိုင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ drone တွေကြောင့်ဒိမ်းဘတ်မှာ ပြားများနေခဲ့ရတဲ့ပြီးခဲ့တဲ့သတင်းပတ်တုန်းကအဲ့ဒီသင်္ဘောဟာဒိမ်းဘတ်ကမ်းလွန်ရေပြင်မှာရှိနေခဲ့တာပါ။ပြီးတော့မှပြင်သစ်ကမ်းလွန်မှာရက်အနည်းငယ်လောက်ကြောက်ချရနာခဲ့တယ်လို့သိရပါတယ်။ပြင်သစ်သမ္မတအီမန်နျူရဲမာခရွန်ကဒိမ်းဘတ်နိုင်ငံကိုဗင်ဟေဂန်မြို့မှာအော်တိုဗာလာတရက်နေကကျင်းပါတဲ့ဥရောပသမဂ EU ထိပ်သီးညီလာခံမှာတော့ ပြင်သစ်စစ်တပ်ကရုရှားရေနံသင်္ဘောကိုကြားဖြတ်ဖမ်းဆီးထားတယ်ဆိုတာကိုအတည်ပြုသွားပါတယ်။သင်္ဘောသားတွေဟာကြီးပွားတဲ့ဥပဒေချိုးဖောက်မှုကိုကျူးလွန်ထားခဲ့တယ်လို့မာခရွန်ကဆိုပေမဲ့အသေးစိတ်ကိုတော့မဆွေးနွေးခဲ့ပါဘူး။ AFP သတင်းဌာနကတော့ပြင်သစ်စစ်သားတွေရဲ့သင်္ဘောပေါ်တိုက်ရောက်ဆင်းနေမှုဟာစက်တင်ဘာလ28ရက်နေ့ကဖြစ်ပွားခဲ့တာလို့ဖော်ပြထားခဲ့ပါတယ်။အဲ့ဒီသင်္ဘောဟာဒိမ်ဘတ်မှာပြန်တန်းခဲ့တဲ့ drone တွေကိုလွှတ်တင်ဖို့အခြေစိုက်နေရာအဖြစ်အသုံးပြုခဲ့တာလားဆိုတဲ့သတင်းတော့တွေရဲ့မေးခွန်းကိုတော့ မာခရမ်ကဖြေမသွားခဲ့ပါဘူး။လလော့စင်မှာတော့တင်မောသားတွေဟာပြင်သစ်ရဲ့ breast မြို့မှာထိန်းချုပ်ခံထားရပြီးအာနာပိုင်တွေရဲ့တားဆီးမှုကိုညှဉ်းဆန်တော့ဗေနိုင်ကန်ကတင်မောလဲဆိုတာကိုတိတိကျကျမဖြေထားတဲ့အတွက်ဇွဲချက်နှစ်ခုအတင်ခံထားရတယ်လို့သိရပါတယ်။2022ခုနှစ်မှာယူကရိန်းကိုရုရှားကကျူးကျော်ဆဲစတင်ခဲ့တဲ့နောက်အနောက်ဥရောပမဟာမိတ်နိုင်ငံအများအပြားကရုရှားရဲ့ရေနံတင်ဖို့ရောင်းချမှုကိုကန့်သတ်ပိတ်ပင်ဖို့အရေးယူတန်းခတ်မှုတွေကိုကျင့်သုံးခဲ့ကြပါတယ်။ အဲ့ဒီအခြေအနေကိုကြော်လွှားဖို့လဲရုရှားဟာ Shadow Fleet ကိုစုဖွဲ့ခဲ့တာလို့နိုင်ငံရေးသုတေသီတွေကသုံးသပ်ကြပါတယ်။အဲ့ဒီရေရင်အုပ်ထဲမှာရေနံသင်တင်းပေါ်အစီး600နဲ့တထောင်ကျားလောက်ရှိမယ်လို့ Macron ကခန့်မှန်းခဲ့ပြီးရုရှားမဟုတ်တဲ့တခြားနိုင်ငံတွေမှာမှတ်ပုံတင်ထားကြတာဖြစ်ပါရဲ့ရှင်။